ခုဆိုရင်လာတော့အနည်းပညာလှူရှားမှုအကြောင်းအရာတွေသိပြီးသွားပြီဆိုတော့ဖိုတိုမေကာတစ်ခုပရိသတ်တွေအတွက်တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီတစ်ခါမှဆိုရင်တော့ဓာတ်ပုံဆရာအေးဆောင်မှုဆက်မှုကနေပြီးတော့ရတီမဂဇင်းရဲ့ cover အတွက်တယုတ်ဆောင်ပိုက်ဖြိုးသူနဲ့ရိုက်ကူးနေမှုဖြစ်ပါတယ်ဒါကြောင့်အနည်းပညာလောကမှာဒါတဖြည်းဖြည်းနဲ့နေရာရလာတဲ့တယုတ်ဆောင်ပိုက်ဖြိုးသူအနေနဲ့လည်းဒီတစ်ခါရတီမဂဇင်းရဲ့ cover အတွက်သူ့အနေနဲ့ပရိသတ်တွေကိုဘယ်လို post တွေဒါစ조사ပြီးတော့ဖန်တီးသွားမလဲဆိုတာရယ်နေပြီးရခါမှာဓာတ်ပုံဆရာရဲ့ပုံဖော်ဖန်တီးမှုတွေနဲ့ရတီမဂဇင်းရဲ့ဖိုတိုမေကာကိုအခုပဲဆက်လက်ပြီးတော့ရှင်းစားလိုက်ရအောင်နော် မညာမောကောင်းရဲ့အစီအစဉ်ကနေပြီးတော့ပရိသတ်တွေကိုထပ်မံပြီးခေါ်ဆောင်ပေးသွားမှာကတော့ယတိမဂဇင်းရဲ့ cover story photo shooting ပဲဖြစ်ပါတယ်။တဘာဝရဲ့လှပအသက်ဝင်တဲ့ photo တွေကိုတော့တန်လင်းမြို့ရဲ့ရှုခင်းတချို့မှာလာရောက်ပြီးရိုက်ကူးနေကြတာဖြစ်ပြီးတော့ photographer ကိုအေးစော်မူစက်မှုကလည်းပုံဖော်ဖန်တီးပေးနေတာပဲဖြစ်ပါတယ်ရှင်။ ရတီမဂဇင်းအတွက်လှပတဲ့တပုံတွေကိုရရှိအောင်တယုတ်ဆောင်ကိုဟန်ပြသပေးနေတာကတော့တယုတ်ဆောင် ပိုင်ဖြိုးသူဖြစ်ပြီးတော့ဒီဇိုင်နာသွင်စုထွေးရဲ့ country style fashion ဖန်တီးမှုများနဲ့လှပနေတာကိုတွေ့မြင်ကြရမှာပါရှင်။ပရိသတ်တွေကလည်းရတီမဂဇင်းမှာပါရှိလာမဲ့တပုံတွေကိုစောင့်စားအပေးကြမယ်လို့မျှော်လင့်နေတယ်။ရတီမဂဇင်း photo shooting making ကိုတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ယတိမဂဇင်းအတွက်ပါဒီနေ့ကတော့အယတိမဂဇင်းအတွက်တို့ကမြင်းပုံစံလေးနဲ့ရိုက်ချင်တယ်ပေါ့မြင်းကွင်းမှာလည်းမြိုက်ချင်ဘူး country ပုံစံမျိုးလေးလည်းပုံစံရင်းနေဆိုတော့ကိုဒီဘက်ကတင်ရင်ဘက်ကိုပဲရွေးလိုက်တာပါဝစ်ဆောင်ကတော့၃စုံပါတစုံကတော့အခုကိုတို့ကဒီမြင်းနဲ့ပုံစံမျိုးရလဲနောက်တစ်ခုကတော့ဒီကဲ country debate ထင်းနေတဲ့ပုံစံမျိုးရနောက်တစ်ခုကတော့ kind of နဲ့တစ်ခုချိန်ပါဘောနော်အားလုံးအရင်၃စုံပါ ောင်းတယ်ပြောဖို့ကောင်းတယ်ဆိုတာလေညီမတခါမှဒီလိုမျိုးဆုံးလို့လည်းမဟုတ်ဘူးသေးဘူး country style လေးအဲ့လိုမျိုးလေးဟိုရတဲ့ boot တွေပါနေတယ်ပေါ့နော် ပြီးတော့အနောက်ပိုင်းအဲကောက်ဘွယ် head လေးပါလေးလည်းအမလုပ်ပေးထားတယ်အဲ့ဒါမျိုးလေးနဲ့ scarf တွေနဲ့အဲ့လိုမျိုးဆိုတော့ design လေးကလည်းစမ်းတယ်အင်္ကျီလေးလည်းကြိုက်တယ်ပြီးတော့နောက်ဟို location ကလည်းအသစ်ဖြစ်တယ်ပေါ့နော်အပြင်ရန်ကုန်အပြင်ထွက်ရိုက်တာဆိုတော့ဟုတ်ကြိုက်တယ်ကြိုက်တယ်ဆိုတာအသစ်ဖြစ်တယ်ကိုယ်စုံမျိုးယူပေးထားတဲ့အဲ angle လေးနဲ့မြင်းလေးနဲ့ဆိုတော့ပျော်ဖို့ကောင်းတယ်တပ်ပုံလေးကပျော်စရာလေးဖြစ်နေတယ်ဟုတ် 2016 January လ issue တွေမှာ season လေးရပါဒီဥစ္စာအမပွင့်လင်းရသည်ဖြစ်အချိန်လေးကဒီ theme ကိုအမလှုပ်ချင်ခဲ့တာပေါ့နော်ဒါပေမဲ့မတော့ပွင့်လင်းရသည်ပြီးွားတော့လေဟို October ရို November ရို့ကကြတော့မတို့ magazine တွေအတွက်က wedding ရသည်ဖြစ်နေတော့အဲ့ဒါကိုရွှေရင်ရွှေရင်နဲ့အခုဒီ January ကြမှာအမထပ်ပြီး season ဖြစ်တာပေါ့ အနုပညာရှင်တွေထုတ်ရှားမှုတွေလည်းကြီးစုဖို့မမေ့ပါနဲ့နော်သူတို့ဘာလို့နေလဲဆိုတဲ့ကဏ္ဍကတော့ပြည်သက်တွေချစ်တဲ့ပြည်တွေကအနုပညာရှင်တွေထုတ်ရှားမှုတွေကိုတွားရောက်ပြီးမင်းမြတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်အခုလက်တော်ပြည်သက်တွေချစ်တဲ့အနုပညာရှင်တွေသူတို့ဘာလို့နေလဲလက်တော်ဒီအနုပညာထုတ်ရှားမှုစာကြောင်းဒီ2015နိုဝင်ဘာလောက်မှကြောင်းကားပြိုင်ရိုက်ခွင့်ရတယ်ဆိုလို့ကြောင်းရိုက်တာပုံကားရှိပါပြီပထမဆုံးက professor ဒေါက်တာစေခွာဒုတိယကငပတတိယကဝိညာဉ်စင်အခုကတော့ဒီ professor ဒေါက်တာစေခွာနဲ့ ညာသာတာတီဆိုကောင်းရိုက်မှုတရုပ်ရှင်ကာကြီးလို့လေးကားမြောက်ပေါ့လေ။ဒါဆိုခုဒီရဲ့ဘိုင်းကတော့ပေါ့နော်ဒီမြန်ရဲ့ဇာတ်တက်ဒီကားကြီးရိုက်ပါမယ်ရှင်။ Professor Dr. Saifwa နဲ့မြန်ရဲ့ဇာတ်တက်ဒီစကားအောင်သူရိုက်ပါမယ်။မြစ်သွေးရဲ့နေရာခင်ခင်စီနေရပါရှင်။တော့အဲ့ဒါရှိပါတယ်ဟုတ်။ကျွန်တော်အခုဒီဦးညွန့်မကြီးအောင်နဲ့ဒီကားကိုရိုက်နေတယ်ပေါ့နော်။ပြီးတော့အိတ်ကားပြီးသွားလို့ရှိရင်ကျွန်တော် Driver ကိုဇော်မျိုးနဲ့လည်းရိုက်ဖို့ရှိရယ်။ပြီးတော့ဂျားထဲမှာကျွန်တော်တပ်ပွင့်ရေးတွေပါရှိရယ်ဆိုတော့ဟုတ် အနုပညာလှုပ်ရှားမှုကတော့ထုံးစံတိုင်းမှာပဲဟိုကာယိတ်နဲ့ကြောညာအလိုမျိုးအဲ့ဒါနဲ့တော့တွားဖြစ်ပါတယ်ဗျဟုတ်ဟာကွာညီမကိုမြင့်မြတ်နဲ့ဒရိုက်တာကဟိုကိုကျိုးပါနော်အော်ငါနာမင်းနေပါဆက်ကရိုက်နေဟုတ် ီတစ်ခေါက်နောက်ဆုံးအနေနဲ့တင်ဆက်သွားမယ့် hit interview ကလည်းပရိသတ်တွေစိတ်ဝင်စားမှာပါ။ဘာလို့လဲဆိုတော့အခုခါချိန်ခါလည်းပဲ New Year ကာလောက်လည်းမြင့်ကက်လာတယ်။အဒီခါမှာ New Year မှာပရိသတ်တွေကလည်းပဲကိုယ်ပိုင် plan လေးရှိကြသလိုအနုပညာရှင်တွေကလည်းဒါ New Year ကာလောက်ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းဖို့အတွက်သူတို့ရဲ့ကိုယ်ပိုင် plan လေးရှိမှာပါ။ဒါကြောင့်လောင်းတို့တကယ်ချင်းတွေကနေပြီးတော့ပရိသတ်တွေကြီးရှုဖို့အတွက်အနုပညာရှင်တွေ New Year plan တွေကိုသွားပြီးတော့ဆက်စုထားပါတယ်။ new year plan ကတော့တခင်ဒီဒီအကိုဖက်မှာပေါ်တော့ပွဲမှာရှိနေမှာပါဒီ new year ကိုလည်းဒီပြိတ္တတွေနဲ့လည်းဖြတ်တန်းသွားမှာပါရှင်ဟိုစိတ်ထဲမှာတော့ဟို new year ရောက်တော့မယ်ပေါ့အခုဆိုမကြာခင်လည်းရောက်တော့မှာဆိုတော့ဟိုစိတ်ထဲမှာတော့ရင်ခုန်နေပါတယ်ဟို new year ကြရင်လည်းတကယ်ချင်းနေအဲ့လိုပဲ plan လေးတစ်ခုရှိရပါတော့အဲ့လိုပဲစိတ်လွတ်ခိုးလို့လေဟို freestyle လေးနဲ့အဲ့လိုတူတူကဲဖို့အဲ့လိုမျိုးလေးရှိတော့ဟိုပို့ပြီးတော့စိတ်လှုပ်ရှားတာပေါ့ ခုပြည်သက်တွေကြည့်ရှုခဲ့ရတဲ့အကြောင်းအရာတွေကတော့လက်တလောအနည်းပညာရုံးမှာရှိတဲ့လှုပ်ရှားမှုအကြောင်းအရာတွေကို ။ဒါအောင်လို့အနည်းပြရမကောင်းခင်ဝိုင်းတော်သားရဲ့ဆူဆီးထားတာဖြစ်ပါရဲ့ရှင်။ဒီတော့ပရိသတ်ဒီနေ့ပြန်လည်ပြီးတော့ကြိရှုလိုတာပဲဖြစ်ဖြစ်ဓမ္မမလို့ရှင်ပုံမကောင်းမအောင်လို့ဝေဖန်အကြံပြုလိုတဲ့အကြောင်းအရာတွေတော့ Facebook လိပ်စာဖြစ်တဲ့ www.facebook.com/askyshow အခုဖော်ပြထားတဲ့လိပ်စာမှာဝင်ရောက်ပြီးတော့လည်းပဲအကြံဉာဏ်ပေးလို့ရပါတယ်။ဒါပြင်နောက်ထပ်သတင်းကောင်းတစ်ခုဟာဆိုလို့ရှင်တော့အစီအစဉ်ပြသနေတဲ့အတွင်းမှာကိုယ့်ရဲ့အနီးနားဖုန်းနဲ့ online ကနေကြိရှုခြင်းနဲ့ဆိုလို့ရှင်လည်းပဲလိပ်စာအနေနဲ့က www.mrtv4.tv မှာကြိရှုလို့ရပါတယ်နော်။ဒီနေ့မှအချိန်ပေးပြီးတော့ကြိရှုတဲ့အနည်းပညာချစ်ပရိသတ်တွေအားလုံးလေ လှိုင်လဲစားတဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်နေ့မှာလဲလောင်းတို့ဝိုင်းတော်သားရဲ့အနည်းပညာအကြောင်းအရာအသစ်တွေကိုစုစည်းပြီးတော့တင်ဆက်သွားအောင်ပါဖြစ်ပါရဲ့ရှင်။